ပရိသတ်များအားလုံးပဲမင်္ဂလာပါ Snow White Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော်ရဲ့ Channel လေးကနေတင်ဆက်ပေးသားမဲ့ဇာတ်လမ်းလေးကတော့စာရေးသူမောင်တင်ဆက်ရေးသားထားတဲ့အောက်လန်းဘိုးထီနဲ့ကဝေမြောင်စုံဒွန်ညွတ်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစခင်မှာပရိသတ်တွေကကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားပြီးတော့တင်သမားတွေကိုသိနိုင်အောင်လို့ဘေးနားက notification လေးကိုလည်းထိတ်ထားပေးကြပါအောင်ဗျာ ကဲဒါဆိုရင်တော့တင်ဆက်မှုလေးကိုစားလိုက်ကြရအောင်ဗျာမြန်မာမှာအညိုမဲဆွဲနေတဲ့လူငယ်လေးဦးတို့ကရွာပြင်ရှိညောင်ပင်ကြီးရဲ့အရေးအော်မှာထိုင်ရင်းကနေစကားဆွနေကြတယ်။ဘိုးတင်မင်းနဲ့မင်းပါမှုတ်သေးဘူးကွာ။ဒီနဲ့စင်းကိုတော့မထုတ်နိုင်ကြဘူးလား။ဟိုမိုးကျိုးဆက်တော်ဝင်းကြီးနဲ့လှုပ်လေကွာ။ကိုသားရရလေဗျာခမရလေးတည်ရသားနဲ့ မိုးကြိုးဆက်တောင်းဝေးကိုလက်တွေ့ကြကြဘယ်တော့မှသုံးဘူးလို့လေမိုးပေါ်မြောက်လိုက်တာနဲ့မိုးချိန်လာလို့ရန်သူတွေကကြောက်ကုန်တာမလားအခုကကိုဖိုးလေးကိုယ်တည်းဝင်းနေရလိဗျာအရင်နဲ့မတူတကယ်လို့မိုးကြိုးပြင်တော့ကိုဖိုးတွေကမိခဲဖြစ်သွားမှာအခက်မသိရင်တုတ်တော့ပါဆက်ကွင်းမိနိုင်တယ်မင်းပြောမှာပဲတတိထားမိရဲ့မင်းကအဲ့ဒါကြီးကိုမြောက်ပေးမြောက်ပြရနော်မင်းအပါရောမနိုင်ဘူးလား ကျုပ်အဖကအစီရင်ကောင်းလို့သာတကူထွားနေတာဗျာနှစ်စိမ့်တော့မနိုင်ဘူးနှစ်စိမ့်ကို ဆုံးကဝေတွေကနိုင်တယ်အထက်လန်းဆရာလည်းနိုင်တယ်ပြောတယ်ဟေးဘောအဲ့ဒါကြောင့်မင်းတို့ငါတို့မျက်ခွက်တွေဖိုးထွေးရဲ့ခြေထောက်စာမိတာကိုကဲပြောနေလို့လည်းမပြီးသေးဘူးမင်းတို့ဘယ်လိုစီစဉ်ထားလဲတာယာကမောင်ဘိုးထင်တို့၃ယောက်ကိုမေးလိုက်ခြင်းဖြစ်ပါတယ်ရိတ်ကမောင်ဘိုးထင်ကလည်းအဘကတော့ကဝေမြောင်ဆုံးတော်ကြီးကိုခေါ်မိတယ်ဗျာ ဟာအဲ့ဒါဆိုလေမမြခေါ်လေကွာဘာရီစောက်နေရလဲဟာတာယာဂါရီလို့ပြောတဲ့အခါဘေးမှာရှိနေတဲ့ပေတူးကဝင်ရောက်စကားဆိုနေတယ်ခမရကလေမမြခေါ်ဆိုတာကြီးပဲပြောနေရတာပဲခေါ်ဖို့ဘလောက်ခက်တယ်ဆိုတာရောသိရလားသိမလားဟာလဲလုံရင်ပြောငါလှဲကောက်ခဲ့မယ်လဲလဲမလို့ဘူးအဝေးလဲသွားစရာမလိုဘူးတင်းကြိုင်ကုန်းကိုသွားရင်ရပြီအဲ့ဒါဆိုလေသွားကြမယ်လေကွာဘာရီစဉ်းစားနေရလဲ ဟာခမရလေးများဘာမှမသိပဲရှောက်ပြောနေရဲ့တစ်ချက်နှစ်ချက်လောက်ပဲအကန့်ခံရတဲ့သူကအသေးအတန်ဖြစ်မနေစားပါနဲ့တာယာစိတ်မရှိစွာနဲ့တာယာကိုစကားဆူနေရဲ့အဲ့ဒီခါတာယာကစိတ်ရှုပ်နေတဲ့ဟန်နဲ့ခေါင်းကိုကုပ်လိုက်ပြီးတော့မင်းတို့ဟာဘာရီလဲကွာဘယ်လိုလုပ်ရမလဲပြောပြစမ်းပါဦးတာယာရီလိုမေးလိုက်တဲ့ကောင်မောင်ဘိုးထင်ကတပ်ပင်းရှိတဲ့ချက်ကို ဖြင်းညစ်စွာချလိုက်ပြီးတော့ကိုတာယာ အရိကဝေကိုခေါ်မယ်ဆိုရင်လူအသားလူအယူလူအသွေးလူတွေဗျာဟာအဲ့ဒါကြီးကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲမဖြစ်နိုင်လို့မရဘူးမင်းဘာသူပြောလဲဦးကဲပြောတာအဲ့ဒီနီလန်းနေပဲခေါ်လို့ရမယ်တဲ့မဖြစ်သေးပါဘူးကွာတခြားနီလန်းရှင် ရှိအောင်ပါငါတို့ဦးကဲစီကိုနောက်တစ်ခေါက်ပြန်သွားကြရအောင်ခင်ဗျားသဘောပဲဗျာသွားကြတာပါ သူတို့ကကြံရမရတဲ့ဆုံးဦးကဲစီကိုနောက်တစ်ချိန်ပြန်သွားရန်ဆုံးဖြတ်ချက်ချလိုက်ကြပါတော့တယ်။ရေဦးစင်ရွာလေးရဲ့ရွာပြားမှာနေထိုင်တဲ့ဦးကဲတယောက်အင်းရှိတန်လျာမှာငုံငုံငန်ငန်နဲ့ထိုင်နေတယ်။သူကဆေးပေါ်လေးကလေးကိုဖွာရှာရင်းတခုခုကိုတွေးတောနေတယ်။များမကြတော့အချိန်မှာအိမ်ထဲကိုလူငယ်၄ယောက်ဝင်လာပြီးဦးကဲရဲ့ရှိတန်လျာမှာဝင်ထိုင်လိုက်ကြတယ်။ဦးကဲကအရီလူငယ်တွေကိုကြည့်ပြီးတော့မင်းတို့ကောင်တွေငါနဲ့အဝင်းကိစ္စကိုကူညီဖို့ပြန်လာလာလားကွာ။ မဟုတ်ပါဘူးခင်ဗျာကျုပ်တို့ရုပ်တရည်လည်းကြည့်ရုံ AC နေပုံပေါ်လို့လားမင်းတို့ကအပြင်းပန်းတန်းရပါတာရရ အရေးပြားပေါ်ရှားတဲ့တန်းရအချိန်တန်ရပျောက်တယ်ကွာအညိုမဲဆွဲရတော့ကမပြောပါတော့ဘူးငါလို့ရင်တွင်းတာတာလို့စိုးတာပေါ့ကွာဟုတ်ပါပြီဗျာဟုတ်ပါပြီဘာဘောတင်တို့လေးရောက်မိတို့ပြောရမိမယ်မသိအောင်ဖြစ်မိလေအပေเจ้าဆိုတော့ဦးကဲမှာမိမဖြစ်သူ ဒေါ်ဝင်းနားမှာမရှိသောကြောင့်တန်လျောက်ပေါ်မှာစေးဘောလေးကိုဖွာကောင်းဆွေးဆွေးမြေ့မြေ့ပြောနေခြင်းကြောင့်ဖြစ်ပါရည်။ဦးကဲတယောက်ပီယာဆေးရီပြန်မိထားသလားလို့ပင်သူတို့တွေးလိုက်မိတယ်။အဲဒီနောက်ပေသူကဦးကဲကိုကြည့်ကောင်း။ဦးကဲကျုပ်တို့ဒေါ်ညို့ကို ခေါ်ခြင်းနေမြောက်အကောင်းဆုံးနီးလန်းပေးပါ။ငါပြောပြီးပါရောကောင်းလေးရာ။လူအသွေးအသားအယိုးနဲ့မှခေါ်လို့ရမှာပါလို့တခြားနီးလန်းမြောက်မရှိတော့ဘူးလားဗျာ။လှုပ်ပါဦးကဲရာ။ခမည်းမိမကိုပြန်ခေါ်ပေးပါမယ်။ ပေတူးရဲ့စကားကြောင့်ဦးကဲခိတတွေ့ဝေသွားရင်းရိုင်းနာတို့ခုခုကိုလေးလေးနဲ့နဲ့အစင်းစားလိုက်ပြီးတော့အသားအရှုံးမပါပဲဝမ်းတွင်းကလီစာနဲ့လည်းပြင့်လို့ရတော့တယ်။ဗျာအဲ့တော့စူးရည်လीဗျာမဘိုးတင်တို့ပိုစိညစ်သွားရရင်ဒါကြောင့်တန်လျောင်းလရန်ကိုမိကတပ်ပြင်းကိုစီချပြီးစဉ်ဦးကဲကတို့ကိုကြည်ကောင်းထပ်မံစကားဆိုလိုက်မင်းတို့ကောင်းလေကွာအုံတော့မရှိဘူး လူတီရက်ထားရင်ဘာလုပ်တယ်လဲဆိုတာမင်းတို့မသိဘူးလားသိရလိမ့်မယ်ဘိုက်ခွဲအတွင်းကလေးစားတွေကိုထုတ်အိုးတိုးတွေထည့်ပြီးသွားမြုပ်တာလေအဲ့ဒါပဲလေကွာမင်းတို့အရိအိုကြီးရရင်ပွဲပြီးပြီမလားဟုတ်တယ်ဥက္ကရာတော်တော်စဉ်းစားတတ်တာပဲဗျာကျုပ်တို့လူတီကလိုက်ရှာလာဦးမယ်ဘာမို့ထင်တော့ကတန်လျာမှာထိုင်နေရကမတ်တရက်ကပြန်မေပြုစဉ်ဦးကဲကခတ်သက်သက်လေးတားလိုက်တယ်။ရောင်နေနေရော မင်းတို့ငါပြောပြထားပြီးသားနော်ငါ့ကိုပြန်ကူညီရမယ်နော်ကြားလားစိတ်ချပါဦးခင်ဗျာတို့တို့ကိစ္စပြီးရနဲ့ပြန်လာခင်မင်းတကယ်နော်မင်းတို့စားတဲ့ဇလံမင်းတို့ပြန်ဆိုင်ရမယ်သွားကြပြရားဝိဇာငကဲကြီးကယခုသူ့ရဲ့မိန်းမကိုပြန်ပေါင်းထုတ်ချင်၍မောင်ဘိုးထင်တို့ကိုအပူကန့်နေခြင်းဖြစ်ပါ रे အဲ့နောက်မောင်ဘိုးထင်တို့ကဦးကဲကိုနှုတ်ဆက်ကအိမ်ဝိုင်းလေးကနေထွက်ခွာသွားပါတော့တယ် ေပင်ရွာဝင်လမ်းမှာမောင်ဘိုးထင်တို့လမ်းလျှောက်နေကြပါရင်ရွာပြင်တင်းချိုင်းကုန်းကြီးရောက်တဲ့အခါသူတို့ရဲ့နောက်ကနေပြေးလိုက်လာတဲ့အောင်တန်းတို့ကိုတွေးလိုက်ပြီးရက်ပြီးရောစောင့်နေလိုက်ကြရင်ကုသရတို့ခဏနေကိုကျုပ်တို့လည်းအတူသွားမယ်လာလာလာအောင်တန်းမင်းတို့ဘာဖြစ်လာကြလဲဘာမှဖြစ်ပါဘူးဗျာရွာထဲမှာလူသေးရဲ့လေဟေးဘာသူတော့ကွာဦးစံတူလီဗျာနာမကျန်းဖြစ်နေရကြပြီအေးငါသိတယ် ဘာကြီးတေကရက်ထားမယ်လို့ကြားတယ်။သူကလူပြောကြီးဆိုတော့ကလေးတွေကိုစရင်တော့တယ်။အဲဒါကြောင့်တို့တို့ကြောက်နေတာ။အောင်တန်းရဲ့စကားကြောင့်တာယာကကျန်လူတွေကိုအသေးပေပါးရီမျက်လုံးတို့နဲ့ကြည့်လိုက်တယ်။သူတို့ကတာယာရဲ့ကြည့်ကိုနားလေကောင်တယောက်နဲ့တယောက်ခေါင်းကြီးပြလိုက်ကြတယ်။အဲဒါသူတို့အားလုံးကရွာတွေကိုစကားတပြောပြောနဲ့လမ်းလျှောက်သွားကြတယ်။ရွာတွေကိုရောက်တဲ့အခါအောင်တန်းတို့မှသူတို့လမ်းသူတို့ဆက်သွားကြပြီးမောင်ဘိုးထင်တို့သာကြံခဲ့လေတယ်။အဲဒီခါမှာတာယာကလည်း ဟောင်းလေးလူသေးအောင်လေးတော့ကြုံပြီးဘိုက်ခွဲမှာတော့စုံစမ်းကြရအောင်ဘလို့စုံစမ်းကြမလဲဗျမင်းရလေကွာလွယ်ပါလေရွာတောင်ပိုင်းအစွန်မှာနေရဲ့ကိုပွေးစီကိုတွားကြတာပေါ့ဘာလို့လဲကိုသားရမင်းတို့ကလေကွာတော်တော်တုံးတာပဲဦးစံတို့ကြီးပိုက်ခွဲမဲ့ဆိုရင်ကိုပွေးကိုပဲခေါ်ပါလေအဲ့ဒီတော့ငါတို့တွားပြီးစနီးနာကြတာပေါ့ကောင်းတယ်ဗျာကိုသားရလို့မြအကြံကတော့ပိုင်လိုက်တာလာဗျာ တွားကြရအောင်မောင်မိုးထင်တို့ကတာယာကိုချေချူစကားပြောပြီးနောက်ရွာဆွန်ရှိကိုပွေးရဲ့အိမ်ကိုခြေဦးလှဲလိုက်ကြပါတော့တယ်ကိုပွေးသူကရွာရင်းရှိတဲ့သူတွေတည်ဆုံကြတဲ့အခါမှာရထားကျင်ကြတဲ့သူတွေရှိပါက အလောင်းကိုပိုက်ခွဲပြီးအလုတ်ကိုလှုပ်ခိုင်းတယ်သူရဲ့လှုပ်ကမတရီဆရာမို့အယူသေးသောရွာသားတွေမှာသူ့ကိုအပေါင်းအသင်းမလှုပ်ကြပေယခုလဲရွာတွေကဦးစံသူစုံပါသွားတာကြောင့်ဦးစံသူရဲ့တားဖြစ်သူတို့မှာ သူရဲ့ဖခင်ကြီးကို၃ရက်ကျော်မြားထားတင်ကြတာကြောင့်သူ့ကိုလာရောက်ပြောဆိုသွားပြီးဖြစ်ပါရင်အဲ့ဒီအတွက်လက်သုံးတော်ဒါကိုအင်းရှိမှဒါသွေးကြောင့်နဲ့ပုတ်တိုက်သွေးနေတယ်။ရေခွက်ထဲကရေလေးကိုဒါသွေးကြောင့်ပေါ်လောင်းလိုက်ဒါကိုသွေးလိုက်နေအလုံးရှုံနေစဉ်အိမ်ပိုင်းဝကခေါ်တန်ကြပြီးလှမ်းကြည့်လိုက်တယ်။ကိုဝေးပြောကိုဝေးဟေးဘသူတော့ကဝင်ခဲ့လေ အိမ်ပိုင်းထဲဝင်လာကြသူတွေမှာရွာတွေကကောင်လေးတွေသာဖြစ်ပါရင်အဲ့နောက်ကိုဘေးကသူတို့ကိုတန်းလျားမှာထိုင်စီပြီးဓာသွေးနေရင်ကစကားဆိုနေတယ်။တာရရောပါလား။ကဲတာရပြောမင်းဖေဆုံးလို့လား။ဟာကိုဘေးရလေဗျာပြောရောမင်းမသိဘူးလေကွာမင်းတို့ပါဝင်ရွာလူတွေအကုန်လုံးကခိုင်းစရာရှိမှာပဲ။ငါ့အိမ်ကိုလာကြရလေ။ဒူဒူဟာခမားစီမှာတပည့်ခံခြင်းလို့ဗျာ။ဟေးအဆက်ပါလား။ ကိုပေးဓာသွေးနေငါနေမယုံကြည်နိုင်ခန့်နဲ့တာယာကိုကြည်နေတယ်။အဲ့ကမှဘိုးထင်ကနေဟုတ်တယ်ကိုကြီးပွေးရကျို့တို့ခမားစီမှာပညာသင်မလို့ကိုကြီးပွေးပဲစဉ်းစားကြည့်ဗျာအခုလိုလူသေးတွေကိုပိုက်ခွဲပေးရလို့ကဘသူရိယာများလှုပ်လို့လေကျို့တို့ကပဲခမားစီကလက်စင်ကမ်းပြီးပညာယူရမှာမလားအေးမင်းပြောတာလေဟုတ်သားဟာမဘိုးထင်တို့ကိုပွေးကိုမျိုးမျိုးမြောက်ပြပြောဆိုလိုက်ရာ ကိုဘေးကအလွန်သဘောကျသွားပြီးတော့မင်းတို့ပြောပါငါ့အလုပ်ကဘလောက်တန်ဖိုးရှိတယ်လဲဆိုတာသိရတယ်လူတရားမှမဟုတ်ဘူးနော်တရွာလုံးမှာကိုကြီးပွေးတယောက်တည်းပဲလှုပ်နိုင်တာလေဗျာတာမန်လေဆိုင်ရာဆိုင်ကကလေးရောင်လှုပ်တတ်တယ်မဟုတ်ဘူးလားအေးဟုတ်တယ်ကွာတို့တို့ကိုဘေးနောက်လိုက်ပြီးတင်ယူမယ်ဗျာလွယ်တာခိုင်းမောကဲမင်းတို့ကဆေးရထက်တန်နေရဆိုတော့ငါမငြင်းတော့ပါဘူးကွာ ကဲဒီနေပဲလက်တွေ့တင်ငန်းစာစမယ်ကွာဟုတ်ကဲ့ဟုတ်ကဲ့မဝရီနောကသူတို့ရဲ့ဂျန်စီအောင်မြင်သွားပြီမို့ကိုပေးကိုနှုတ်ဆက်ကပြန်ခဲလိုက်ကြပါတော့ရင်ဦးစံတို့ရဲ့နောင်ရင်အိမ်မှာဖြစ်ပါရင်တေဆုံးသူကိုနှစ်သိမ့်ရန်အတွက်ရွာလူကြီးပါဝင် ရွာကရမိရပရိဖဲသမားရိနေလူငယ်လူရွယ်ရိစီကားတိုင်မြိုက်စွာရောက်ရှိနေကြရိသူတို့ကလောင်းတင်ထားတဲ့ကတင်ကြီးနဲ့ခန်းလန်းလန်းမှာစကားပြောသူကပြောဖဲရိုက်သူရိုက်နေရှိနေကြခြင်း ကိုပွေးဦးဆောင်တဲ့မောင်ဘိုးထင်တို့ဖွဲ့အိမ်ပေါ်ကိုတက်လာကြပါရီသူတို့ရဲ့လက်ထဲမှာကြောက်ပြုံသီးတွေပါလာကြပြီးအိုးတလုံးကိုလည်းယူလာကြရီရွာလူကြီးနဲ့တာယာရဲ့မိဘတွေအပါအဝင်အိမ်ပေါ်ရှိလူတွေကမောင်ဘိုးထင်တို့ကိုတအံတအောနဲ့ကြည်နေကြပြီမဲ့မိတို့သောစကားမှဝင်ရောက်မပြောဆိုကြပေအိမ်ပေါ်ကိုရောက်တဲ့အခါကိုပွေးကမောင်ဘိုးထင်တို့ကိုငါတပည့်တို့အရင်ဆုံးကြောက်ပြုံသီးတွေကိုကတင်းရောက်မှာထားလိုက်ပြီးတော့ဦးကိုဒီနာယူခဲ့ ုတ်ကဲ့ဆရာဘွေအေးအာသူမရှင်ရေမိခွက်တွေကိုကျုပ်တပည့်ဝေစီပေးလိုက်ကြစမ်းပါကိုဘွေးရဲ့စကားကြောင့်အိမ်ပေါ်ကလူတွေအတော်အံ့ဩနေကြတယ်ကိုဘွေးဒီပင်တပည့်တပန်းတွေရနေပြီလို့တွေးသူတွေရှိနေပြီမဲ့တာရင်းနေတာရရရဲ့ပါကင်တို့မှာမကြေမနက်ဖြစ်နေကြကောင်းမိသည့်စကားမှမဆိုပေမဲ့တားဖြစ်သူကိုစူးစိုက်ကြည့်နေတယ်ဒါပေမဲ့တာရနေတာရင်းကခရေးမပြည့်ပင်သူတို့ရဲ့ဆရာဖြစ်သူကိုဘွေးခိုင်းတာတွေကိုသာပြည့်လို့ရဆိုင်ပြင်းနေပြီရော ရုပ်ဦးဆောင်မိဘတွေပေးကြလိမ့်ဗျာဒီမှာကျုပ်တို့ဆရာအလုပ်လုပ်တော့မယ်အေးအေးပါตายရဆောမသူဦးဆန်တို့ရဲ့ညီဖြစ်သူဦးဆန်ဦးဟာตายကမိဘတွေယူခိုင်းလိုက်လိမ့်တယ်ရမကြတော့အချိန်မှာဦးဆန်ဦးကတခြားသောလူရဲများနေသူရေနံစီမိခွက်တွေကိုယူလာပေးလိုက်ရောက်။တာရင်နဲ့တာရမှာမိခွက်တယောက်တစ်ခွက်စီကိုင်းကောင်ကိုဘေးနီးမှာရန်လိုက်တယ်။အဲဒီနောက်ကိုဘေးကအဆုံးပါသူရဲ့မိသားစုဝင်တွေကိုကြည့်ကောင် ကဲကြုတ်ခွင်းရတော့မလားအေးကိုပွေးရအစင်ပြေးသလိုလောက်ကွာတင်းကြိုင်ထဲမှာရောမြေထူးထားပြီလားမြားကြီးနဲ့ဂျိုးသိန်းတူးထားပြီတင်နေအဲဆိုလဲပြီးတာပဲကဲတပည့်တို့မီးပြားကြကွာမမိုးတင်တော့ကကိုပွေးကိုသူ့ရဲ့လောက်ကမနှိမ့်ကြချောင်းအချက်လက်တွေပြောဆိုထားတော့ကိုပွေးမှာတင်ငယ်စိတ်တို့ဖြစ်မနေပဲမြောက်ကြမြောက်ကြဖြစ်နေရာကိုတတိထားမိနေတယ် အဲ့နောက်သူကခါးကြားကလက်သုံးတော်သားကိုယူလိုက်ပြီးတော့ဘိုးတင်နေပြီသူဦးစံတူရဲ့အင်ကြီးချွတ်ကွာဟုတ်ကဲ့ဆရာဘွေပြီးရင်မင်းတို့ယူလာတဲ့ဦးကသေးတယ်နှစ်ဦးမှရမယ်ဟုတ်ကဲ့ပါဆရာဘွေမဘိုးတင်တို့ကအော်တိုဘားရှင်တွေကိုနောက်ထပ်အိုတလုံးရှာခိုင်းလိုက်လိမ့်ရမကြတော့ချိန်မှာအိုးရလာပြီမို့ကိုဘေးကလောင်းကြီးကိုစတင်ပြီးတော့ဘိုက်ခွဲတော်တယ်ဘိုက်ခွဲနေစဉ်ကိုဘေးကသူ့ရဲ့တပည့်တွေကို ဓာကန်ရဖို့နေတိနေရကိုလှီးဖြန့်ရဖို့နဲ့အတွင်းကလေးစာတွေကိုဘယ်နေရာမှကန်ပြီးဘယ်လိုဘေးပုံအိုးတွေတဲ့ထဲမီကိုတင်ပြနေတော်တယ်။မောင်မိုးထင်တို့မှလည်းသူတို့ရဲ့အကြံစီကြောက်တာကျိမ့်မိပြီးဟုတ်ကဲ့လုံနေရပြီမဲ့ပြုံးဝံခြင်းစိတ်တွေဖြစ်နေမိတယ်။ဝန်နေကလေးစာတွေကိုအိုးထဲထည့်ပြီးသွားရခေါင်းဘိုက်သေးကိုဝိစာတွေထိုးထည့်ပြီးစပားကြီးချုပ်တော့အန်နဲ့ဘိုက်ကိုပြန်ချုပ်ပေးလိုက်ပြီးတော့အိုးနှလုံးကိုတင်းချိုင်းပို့မဲ့လို့ကို မင်းတော်လေးရွာလေးကကစောသမားစိုးကြီးတို့ဖွဲ့ကတာဝန်ယူနေတယ်။သူတို့ကအိုးနှလုံးကိုတဲသွားခြင်းမောင်ဘိုးထင်တို့အဖွဲ့တီလဲနောက်ကနေလိုက်ပါသွားပါတော့တယ်။ညအချိန်ဖြစ်ဖြစ်ခွေးရီကဦးနေတယ်။ရွာလမ်းမှာတော့မင်းတော်လေးစိုးကြီးပါဝင်ရွာသားတချို့ကအိုးနှလုံးကိုဝက်လုံးနဲ့ရှို့ထန်းကရွာပြင်တင်းကြိုက်ကိုသွားနေကြတယ်။သူတို့ရဲ့နောက်မှာတော့မောင်ဘိုးထင်တို့လေးယောက်ပါလာကြပါတယ်။သူတို့ကမင်းတော်တို့ဖွဲ့ကိုအမိလိုက်လာပြီးတာယာကနေကိုစိုးကြီးကို ကွေးစုဟေ့တာယမင်းတို့ဘာလိုက်လို့တာလဲကျိုးတို့ကဒီလုပ်ဒီကိုဝါသနာပါလို့ကိုပေးစီမှာပညာသင်နေတာဒါနဲ့ခမရအရင်မတောက်ချင်ဘူးလားတောက်တာတော့တောက်ချင်လာပေါ့ကွာအာသူမအိမ်က တိုက်မလာလို့စောင့်နေတာအခုတိမတိုက်ဘူးစောင့်မနေနဲ့ဦးစံတူကအရက်တောက်တာမကြိုက်လို့သူ့ညီရောသူ့သားသမီးတွေကမှအရက်မတိုက်ဘူးလို့ကြားနေတော့တာယာရဲ့စကားကိုကြားရတဲ့ကစိုးကြီးနဲ့အပေါင်းမာတွေက လမ်းနေသောခြေလမ်းတို့ကိုရန်လိုက်တာကြောင့်မင်းတော်ကနေမေးမြန်းလိုက်တယ်။ကိုစိုးကြီးဘာဖြစ်တာလဲဗျမေးမြန်းသွားမယ်လေ။ตาရပြောတာတကယ်လားမင်းတော်။ငါတို့ရက်တော်မတိုက်ဘူးဆိုတာလေ။အဲ့တော့ကျုပ်လည်းဘယ်လိုလုပ်သိမလဲ။ရက်မတိုက်ရင်တော့ဒါရီကိုตาမမြုပ်ပေးနိုင်တော့ဘူးကွာ။ဟောဖြစ်မလားဗျ။မတည်ဘူးကွာ။မချင်းနဲ့မင်းတို့ရောက်တယ်ตาမြုပ်။ရော့ဒီမှာမီးအိမ်နဲ့မီးချစ်။ငါတို့ကမကူညီတော့ဘူး။ညောင်းနေမင်းတို့ရော ရံမတိုင်မှာတော့ကျုပ်တို့လည်းမကူညီနိုင်တော့ဘူးကိုစိုးစိုးင်းရဲ့ပေါမော်ရီရဲ့လောက်ရကြမင်းအောင်စိတ်ညစ်နေမိတယ်။အဲဒီခါတာယာနဲ့မောင်ဘိုးတင်တို့ကသူတို့ရဲ့အစီအစဉ်လေးကိုမင်းအောင်နဲ့စိုးကြီးကိုပြောပြလိုက်တယ်။ခေါင်းလေးမင်းတို့ကဒါတွေလောက်တယ်လို့လား။ဟာကိုမင်းအောင်ရာကျုပ်တို့ကြောင့်လည်းတည်ရတာနဲ့အဲ့ဆိုငါနဲ့ကိုစိုးကြီးတို့ကကိုညမောင်တဲကိုသွားမှာပေါ့။ဟုတ်တယ်။အဲ့ဒီမှာအရေရောမီရော ကျုပ်တို့အစုံလှုပ်ထားတယ်။ကိုမင်းအောင်ခမရလေသေးခွေးနေရမလား။အရက်နဲ့မျောချလိုက်ပြနော်။တာယာနေမှာဘိုးတင်တို့အပြောကားမှုကြောင့်သူတို့ကိုညမောင်းရဲ့တဲကိုသွားကြမှာဖြစ်ပြီးအိုးနှလုံးနဲ့မိခွက်တီကိုတာယာတံမင်းအောင်ကလွှဲပေးလိုက်တော်ရီ။တာယာမင်းအကြီးဆုံးနော်။တင်းချိုင်းအစုံဘက်လောက်မှာကျင်းတူထားတယ်။တေချာလုံးဘာပြဿနာမှမဖြစ်စေနဲ့။စိတ်ကြပါဗျာ။ ရိုင်းလုံးနဲ့မင်းတော်နဲ့ဆိုဟီတို့ကအကိုညိုမောင်ကြီးရဲ့တဲစီကိုထွက်သွားကြပါရင်။တာယပေတူမောင်ဘိုးတင်နဲ့တာဟီတို့ဒီလေနှစ်ယောက်တအိုးစီထန်းကတင်းကြီးစီကိုတွားလိုက်ကြပါလေရောတဲ့။မောင်မင်းတို့တော့တင်းကြီးတွင်မီးလေးရောင်တချို့ရှိနေတယ်။တင်းကြီးအုပ်ကူကြီးပေါ်မှာအိုးနှလုံးကိုတင်ထားပြီးမလန်းမကန်းမှာတာယဦးဆောင်နဲ့မောင်ဘိုးတင်တို့ပဲရှိနေတယ်။အဲဒီကမောင်ဘိုးတင်ကအုပ်ကူကြီးကိုတိုးကပ်သွားပြီးတော့ တူအောင်လန်းဘိုးတင်မှာကဝေမြောက်ဆုံးဒေါ်ညို့ကိုဖိတ်ခေါ်ပါတယ်။ဒေါ်ညို့ကလွဲပြီးမြေတီတစီတရေဖုတ်ပိတ်တာဘလူးဘသူမှမလာစေရ။ကဝေမြောက်ဆုံးဒေါ်ညို့တင့်ကိုဖိတ်ပါတယ်။တင်ကြိုက်တဲ့အစားတောက်တွေကိုကျုပ်တို့ပြင်ဆင်ထားပါတယ်။လာရောက်စားတော့ပြီးကျုပ်တို့ကိုကူညီလော။မဘောတင်ရဲ့တန်ခါအတော်ကြေတော့တင်ကြိုက်တဲ့ရှိတချို့တစ်ပင်ဒီမှာအိတ်တန်းဝင်နေတဲ့ငှက်တချို့ပြန်တန်းသွားကြလိမ့်တယ်။ တာအင်းနေပေသူတို့ကကြောရင်စိတ်ကနေဖြစ်သွားသည်မို့တာရနာကိုတိုးကန့်နေကြရည်။ရောင်မကြသောအချိန်မှာငိန်တက်နေရကလေပြင်းနေစတင်တိုက်ခင်လာရည်။မိငိန်နဲ့ထဲထားတဲ့မိခွက်တီမို့သာငိန်မသွားခြင်းလည်းဖြစ်ခြင်း။တင်းကြိုင်းတွေကတိပင်းတို့ချို့မှာအတော်လှုံရမ်းနေတယ်။ရောင်မကြသောအချိန်မှာတော့လူရိတ်တစ်ခုရောက်ရှိလာတာကိုမီးရောင်အောက်ကနေမြင်တွေ့လိုက်ရပါရည်။အဲဒီလူရိတ်ကတဖြည်းဖြည်းနီးကပ်လာပြီးနောက်ကိုနှလုံးတင်ထားတဲ့အုပ်ကိုနီးရောက်ရှိလာခြင်း အဲ့ဒီအရေးရဲ့ပုံမှန်တန်ကိုစတင်မြင်လိုက်ရတယ်။စပင်ရှိရောမှာဖြူရောင်ဖြစ်ပြီးမျက်နာကရိုးပေါ်ရည်တင်ဖြစ်ကောင်းအသက်60ကျော်ခန့်အမျိုးသမီးကြီးတစ်ယောက်ဖြစ်ပါရင်ဒီမကခက်ထန်နေသောမျက်နှာသားနေဖြစ်ပြီးတာမန်ကြည်တော်သူတစ်ယောက်ပမာဝစ်စားစင်ရင်ထားရင်ဘဘိုးထင်ကရီမျိုးသမီးကြီးကိုမြင်တဲ့အခါဟိုကဝေမြောက်စိုးဒေါ်ညွတ်ဆိုတာအကြီးလားအေးဟုတ်တယ်နင်တို့ကောက်ကိုခေါ်တာဘာအတွက်လဲ ကျုပ်ပြပြပါမယ်ကြီးအခုတော့ဟော်ရီကလူရဲ့အသွေးနဲ့ကလီစာရီစားနိုင်ပါပြီမဘောတင်ရဲ့စကားကြောင့်ကဝေမြောင်ဆုံးတုံညွကအုတ်ကူပေါ်မှာတင်ထားတဲ့အိုးနှလုံးသားကိုသွားကအနက်ခံကြည့်လိုက်ပြီးတော့အမလီမြမြမြေမြုပ်ပြစ်လိုက်ကြစမ်းပါဟဲ့မပြုတ်တက်လာပြီဟင်အကြီးကစားမှာမဟုတ်ဘူးလားစားစရာလားဟဲ့ဒီလောက်အစားတောက်တည်ပေါ်တာငါဒီလိုဟာရီကိုစားစရာလား အဲ့တော့ဆိုဒီလိုနည်းနဲ့ဘာလို့ခေါ်ခိုင်းတာလဲငါ့ကိုလွယ်လွယ်နဲ့ခေါ်လို့ရအောင်ပြည်တစားများထင်နေလားကဝီမြောင်ဆုံးဒွန်ညွန့်ရဲ့စကားကြောင့်မောင်ဘိုးထင်တို့မိတို့ပြောရမည်မှမသိဖြစ်သွားရရဲ့အဲ့တော့သူတို့ကဒွန်ညွန့်ပြောတဲ့အတိုင်းဦးနှလုံးကိုအသင့်တူးထားတဲ့မြေကြီးထဲမှာမြှုပ်လိုက်ပြီးတပင်းကိုစီချလိုက်ကြရဲ့သူတို့ထင်တာဒီမှာကဝီမာကြီးကဦးရဲကနေဦးကသိန်းအစုပ်ဦးသိန်းဦးမတွေကို လက်ကြီးနဲ့အားရပါရနိုင်စားမယ်လို့ထင်ထားမိတယ်။သို့ပေမဲ့လက်တွေ့မှာတော့ကဝေမာကြီးမှာယွန်ရှာလုံးရဲ့ချင်းနှာခေါင်းတရှုပ်ရှုပ်မြဖြစ်နေသေးတယ်။ဘာပဲဖြစ်ဖြစ်တော်သေးတယ်။တကယ်စားခဲ့ရင်ဖြစ်အမြင်မတင်တော့သလို သူတို့ကတည်ဆုံးသူဦးဆန်တူအပေါ်မှာလည်းအတော်ရက်စက်ရာရောက်နေမိတာဖြစ်ပါရင်။ဦးနှလုံးကိုမြင်မြို့ပြီးချင်းဒေါ်ညောကမောင်ဘိုးထင်ကိုစကားဆိုနေတယ်။ကောင်းလေးပြီနီနိုရီတလောက်ထိစူးစမ်းပြီး ငါ့ကိုခေါ်ရဲဆိုတော့ဘာကိစ္စလဲဟဲ့နှစ်စိမ့်ကလူတယောက်ထဲဝင်ပြီးတောင်းကြမ်းနေလို့ပါအကြီးနင်တို့ပြီလို့သူကလာလာနေမှာပေါ့ကျုပ်တို့မပြင်ရပါဘူးဗျာနင်တို့မပြင်ဘသူပြင်တယ်လဲဒေါ်ညမော်ရီလို့မေးရခါပေတူးကဝင်ပြီးတော့စကားဆွနေတယ်သူရှိရမှာလဲရင်ရသူ့အပအောင်လန်းစရာကြီးပေါ့ကေထားမှာတော့ငါဘာလို့ပြေးရမှာလဲ နတ်စိန်းကိုသူ့နေရာသူပြန်ပို့မိရမှာအလကားတော့မရဘူးဟဲ့အဲ့တော့ကျုပ်တို့လည်းစဉ်းစားထားပါတယ်ငွေ90လောက်တော့ပေးမယ်လို့ဒေါညကမောင်ဘိုးတင်ရဲ့စကားကြောင့်ကျေလွန်စွာအော်ဟစ်ကြီးမောလိုက်ရောသူတို့အားလုံးကြောက်ငင်းနေပြီအတန်းကြာကြီးမောသွားပြီးရကဒေါညကချောင်းတချံဟန့်လိုက်ပြီးတော့ဟဲ့90ရပါလို့ရမှာလေငါလမ်းစိတောင်မရှိဘူးဟာမဟုတ်တာ ခမရတို့ကဝေတွေကလမ်းစေးမလိုပါဘူးကြုတ်ကြားဘူးလားတော့ဆက်ကျိုးဆိုလားဘာဆိုလားအဲ့ဒါစည်းလာတာမလားဟဲ့ကောင်နင်းဟာအကြီးဆုံးဖြစ်ပြီးဘာမှမသိဘူးလားအဲ့ဒီဆက်ကျိုးကအလကားရတယ်ထင်းနေလားဟမ်ဒါဆိုငါရတာလားတင်းဒီကောင်လေးတွေကတော့လေအော်ပြောပြမယ်ဒီဆက်ကျိုးစီးနိုင်ဖို့ငါတို့ရဲ့ဘဝတွေကိုရင်းနှီးမြှုပ်နှံထားခဲ့ရတာ ငွေနဲ့တံပိုးဖြတ်လို့မရတဲ့ဘဝကိုအရင်ကြီးလှုပ်ထားရတာဟဲ့အဲဒါကြောင့်ငါငွေမယူဘူးငွေမယူဆိုတဲ့စကားကြောင့်မောင်ဘိုးတင်တို့တပင်းချလိုက်မိတယ်တော်သေးတယ်နဲတယ်လို့ပဲပြောမှလားလို့သူတို့တွေးမိတယ်အဲ့နောက်တာယာကလည်းတော်သေးတာပေါ့ကြီးယာကျုပ်လဲတင်ပါလေအကြီးကအတပြားကဝေမဟုတ်ပါဘူးလို့လူတွေဒုက္ခရောက်ရင်ကူညီနေရဲ့ကဝေမှာမျက်နှာမြင်ကလေးကတိနေတာပဲအေးမှန်တယ် ငါအတပြားကဝေးမဟုတ်ဘူးနေတော့ကိုငါကူညီပေးမယ်ဝေးမယူဘူးနော်ဂျေဇူးတင်လိုက်တာအရင်ရာတုပ်အပသာတင်တယ်ဝမ်းတာမအေးငါဝေးမယူဘူးစဘာတရားပဲယူမယ်ပြာမပြေးနိုင်ဘူးလားအဲ့ဒါဆိုပြန်ယုံမယ်တပဝါလုံးရင်းထားတာတရားတော်နေတော့ကလေးတွေမျိုးရှော့ပေးထားတာဟာ ဟုတ်ကဲ့ပါဗျာကျုပ်တို့လည်းနတ်စိန်အကံမခံနိုင်တော့ဘူးအပါလေကျုပ်တို့နဲ့တူတူလက်ခံလိုက်မယ်ဗျာအင်ကိုသာလိုက်ခဲ့ပါတော့မဘိုးတင်လို့လည်းဘလို့မှမတက်တာတာကြောင့်အခကြီးငွေဖြင့်စပားတရာယူတဲ့ကိုေးမြောက်ဆုံးဒေါ်ညွန့်ကိုသာအင်ကိုခေါ်လာခဲ့ပါလျော်ရယ်ပေမင်းရွာရှိဦးအောင်ရဲ့နေမှာဖြစ်ပါရယ်စပွဲနှလုံးကိုဆက်ထားပြီးအရိစပွဲပေါ်မှာစောင်းနေခင်းသားကအရိစောင်းခင်းထားတဲ့စပွဲပေါ်မှာလက်ထပ်ပြီးတစောင်းအိတ်နေသူမှာ နှစ်စိမ့်ဝင်ဘူးခံထားရတဲ့ဖိုးထွေးဖြစ်ပါရင်သူရဲ့ရှိမတော်ဦးအောင်ရှိနေပြီးတက်တော်ပကံကိုကင်ထားတယ်။အိမ်ပေါ်မှာရေနံစီမိခွက်၃ခွက်မြှထွန်းထားပြီးအတော်လင်းထိန်နေလေတယ်။ခဏကြာတဲ့အခါမှာမျက်လုံးမိတ်ထားတဲ့ဖိုးထွေးကစက္ကနေမျက်လုံးပွင့်လာပြီးတော့ဟဲ့ငါအောင်နင်းငောင်ဒီပြဲမလာသေးဘူးလား။ပြဲမလာသေးပါဘူးကိုတော်လေး။အတော်ကြာနေပြီနော်။ကိုလို့တော်ကတယောက်တည်းခေါ်နေရတာမဟုတ်လို့ပါ။ တစ်ဖက်လုံးကိုပတ်ခေါ်နေရလို့ပါကိုရော်လေးဟေးကွယ်တယောက်တည်းမဟုတ်ဘူးဆိုတော့လေကြာမပေါ်ဟုတ်ပါရဲ့ကိုရော်လေးကိုလုံးတော်ရီကတရွာစီဆိုတော့သွားခေါ်ရတာကြာတယ်ကိုရော်လေးရဲ့အေးအေးဒီညရောက်ရင်ပဲရပါပြီကွယ်ဦးအုံးမင်းစိတ်ထင်းထားရီဖြစ်ချင်တော့ဖြင့်ရင်ဆိုင်တိုက်ခတ်မယ်ကြံပေမဲ့ဝင်ဘူးကံပိုးထွေးမှာပျက်စီးခြင်းကိုကြုံနေပြီဖြစ်ပါရီ ရိုက်ရနေစိမ့်နေဖိမ့်ဖိမ့်တောင်းကြောက်ရတဲ့ကဝေမြောက်ဆုံးဒွန်ညွန့်သည်သာဖိုးထွေးအတွက်အန်ဒီရဲ့အကင်းဆုံးနီလန်းဖြစ်ပါ रे သူတို့တယောက်ကိုတယောက်စကောင်းပြောပေးငိန်နေစဉ်မောင်ဘိုးတင်တို့အဖွဲ့အိမ်ပေါ်ကိုတက်လာ रे မြစိမ့်က မောင်ဘိုးတင်တို့ကိုမြင်လာနဲ့တင်မေခွေချိတ်ပြောင်းထိုင်လိုက်ကဒါတော်လေးတို့နမတော်လေးပြပါရလားကွယ်ပါပါပါ रे ကိုတော့ပါပါ रे အေးအေးဒါတော်လေးတို့တော်ပြီတဲ့ကဲနမလေးတွေကိုခေါ်ကွယ် နတ်စင်းဝင်ပူးနေတဲ့ဖိုးထွေးကဟန်နေပန်နေထိုင်ကမောင်ဘိုးထင်တို့ကိုစကားဆိုနေတယ်။အိခါပေတူးကတကားပေါ့ပေါ့ကိုကျင်ရင်နေ။ရေးလာခဲ့တော့ဗျာစဘာတရားနဲ့တန်အောင်တော့ဆုံးပါပြီနော်။ပေတူးစကားဆိုတာနဲ့အိမ်ဘော်ကိုခြေတံပြင်းပြင်းနင်းတက်လာသူမှကဝေမြောက်ဆုံးဒေါ်ညွတ်ဖြစ်ပါရဲ့။ဒီမကတမိန်စွန်တော်ဆွေးကဖိုးထွေးနဲ့မလန်းမကန်းမှရက်လိုက်ပြီးကျမ်းမင်ကိုဖနောက်တစ်ချက်ပေါက်လိုက်ရင်မာထန်သောလေတံနဲ့စကားဆိုလိုက်တယ်။ဟဲ့နဆိုင် သူတမားကုခန္ဓာလေးကိုဝင်ပြီးအလုံးမဟုတ်တာအလုံးလုံးနေရလားနေမတူလေငါရဲ့ရုပ်ကိုယ်တော့နေမမြင်နိုင်ဘူးလားကြည်စမ်းကုတ်ဝင်နေရောကပြန်ပြီးဖမ်းဆားလိုက်ရမလားမလုပ်ပါနဲ့မလုံးဝင်တော့ပါဘူးနေသူများတွေကိုအနိုင်ကျင့်တယ်လို့နေရောငါစီမှာအစီအပားဖြင့်နေခိုင်းရမလားမလုပ်ပါနဲ့ကျုပ်ဘုံကျုပ်ပြန်ပါမယ်ကဲတော့ နေနဲ့ဆိုင်တဲ့နေရာမှာပဲပြန်နေဒေါညိုမြည်သည့်ပညာကိုမှမပြရသေးခင်မှာပဲနှစ်စိမ့်မှာသူမရဲ့ကဝေရုပ်တင်ကိုမြင်ပြီးဖိုးထွေးရဲ့ကိုကနေကြောက်နဲ့တကြားထွက်သွားနေတယ်နှစ်စိမ့်ထွက်သွားမှဖိုးထွေးရဲ့ကိုကစက္ကနဲတုံသွားပြီးဘေးပတ်ဝန်းကျင်ကိုကြည့်တာဟဲဘယ်ရောက်နေရလဲငါ့မမြင်ဘူးလားအော်ဦးအောင်အဲ့နောက်ဦးအောင်ကဒေါညိုကိုကြည့်လိုက်ပြီးတော့ ေစုတင်လိုက်တာဗျာကျုပ်တို့ခမားမကင်ရေမတွေးဝင်စီဟာပဲရပါလေရှင်ကျေစုရှင်ကကျေစုရှင်ပါပဲဦးအောင်တော်ညို့ကိုမရမကကျေစုတင်နေတဲ့မြေမွေးကိုကြည်နေရသည်မှာစိတ်မချမ်းမသာ ပြင်းမိရဲ့တာရေးကနေမာယုံဆိုပြီးကျေစုတင်မနေနဲ့အကြီးကိုစဘာတရားပေးဖို့ပြင်တော့အကြီးကစဘာတရားနဲ့လိုက်လာတာပါ ဦးအောင်ရဲ့အာမေဒိဋ္ဌံကြောင့်ဒေါ်ညိုကဦးအောင်ကိုမကြည်မနဲ့ကြည်လာပြီးတော့မပေးချင်ဘူးလားနတ်စင်းကိုပြန်ခေါ်လိုက်ရမလားမမမလုပ်ပါနဲ့ဗျာပေးပါမယ်ပြီးရောစဘာအများတော့တလက်စာတွေလှဲနဲ့လိုက်ဖို့ပြီးရောဒေါ်ညိုကလှဲနဲ့လိုက်ဖို့ဖို့ပါပြောလာရပေတူးကထူးဆန်းအံ့ဩတဲ့ကြည်နဲ့သူမကိုကြည်လိုက်ပြီးရောလာတော့ကဆက်ကြိုးစည်းလာတာမလားစဘာရီကိုလည်းဆက်ကြိုးပေါ်တင်ပြီးပြန်ပေါ်ရည်ရာ ဟဲ့မသားလေးရဲ့အဖြစ်မလားဆက်ကျိုးကငါတယောက်တော့အနိုင်နိုင်အင်းမအင်းမလိုက်ပို့ပါမေးရိုင်လွန်နေမှာမိုးထင်တို့ကကဝေမြောင်စုံတော်မျိုးကိုပေးရမယ့်စဘာတရားကို လိုက်ပို့ပေးဖို့ရောသဘောတူလိုက်ကြပါလေတော့တယ်ပရိသတ်များခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာလံလေးကတော့စာရေးသူမောင်တင်ဆန်းရေးသားထားတဲ့အောင်လန်းဘိုးတင်နဲ့ကဝေမြောက်ဆုံးဒွန်ညွတ်ဆိုတဲ့ဇာလံလေးပဲဖြစ်ပါတယ် ။နောက်ဆင်ပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုလည်းအထူးမင်ကျေးဇူးတင်ရှိပါရယ်ဗျ။ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကုခတ်မင်းဖြစ်ပါရယ်ခင်ဗျာ။